မြတ်စွာဘုရားကဟောထားတာရှိတယ်ဥပမာပဲအယူဝါဒတွေနဲ့ပတ်သက်လာလို့ရှင်မပြည့်စုံပဲနဲ့ကိုမြင်တဲ့အမြင်ကလေးတစိတ်တသေးတာလေးနဲ့အငင်းခုံဖြစ်နေပုံကိုမြတ်စွာဘုရားကပုံပမာလေးပေးပြီးတော့ဟောထားတဲ့တုတ်တာနာနာဒိဋ္ဌိယတုတ်လို့ခေါ်တယ်ဥဒ္ဓံပါဠိတော်မှာနော်သာဝတိပြည်မှာဘယင်ကြီးတစ်ပါးရှိတယ်တဲ့အဲ့ဒီဘယင်ကြီးက မြန်မာရာဇဝင်တွေကဘိုးတော်မင်းတရားပေါ်ဦးနဲ့ရည်စရာလုပ်တယ်လို့ပဲနဲ့တူပါတယ်ကြက်နိုင်ရှင်ကြည့်မယ်ဆိုရင်အဲ့ဒီဘုရင်ကြီးကရမယံခါသူကအပြင်းပြင်းအောင်လို့မလုပ်တော့တာဝတိမြို့ထဲမှာရှိသမျှမျက်မမြင် သူကန်းတွေကိုနိုင်ရင်ပြင်စုခိုင်းတဲ့အေးမျက်စိမနှက်ကွင်းအလင်းမရတဲ့အကုန်ပုံကိုယ်တွေတမျိုးလုံးမှရှိတာတွေအကုန်လိုက်ခေါ်ခိုင်းတာ ဆုချမလို့ထင်ပြီးတော့လာကြတာပေါ့လူတွေကမျက်မျက်စိနှကွယ်လင်းမရတဲ့မျက်မမြင်သူကနေအကုန်တန်းကြီးပြင်ဆုမိပြီလားဆုမိပြီဆိုတဲ့အခါကျတော့ဘုရင်ကြီးကဘာခိုင်းတယ်အဲ့ဒီလူတွေကိုအစုကိုစုခွဲလိုက်กว่าတဲ့မမခွဲပြီးပါပြီဖရားဆိုရင်အေးဒီလူတွေကိုဆင်ကိုပြလိုက်စမ်းပြတဲ့အခါမှာမင်းတို့တတိထားတဏှာနဲ့တဏှာမတူစီနဲ့ပေါ့ ဆင်းဆိုတာသူတို့မမြင်ဘူးဘယ်မြင်မှာတော့မျက်စိမှာမမြင်ရတာเนาะမမြင်ဘူးတော့ဆင်းဆိုတာဒါပဲဟဲ့လို့ဆိုပြီးတော့ကိုမျိုးခွဲပြီးပြခိုင်းတယ်တစုကိုဘာပြတော့ဆိုရင် အစွယ်ကြီးကိုပြပြီးတော့ကင်ကြကဲကင်ကြီးကင်ကြီးဆင်းဆိုတာအဲ့ဒါပဲဟောဟာတန်ကြောင်းကြီးလို့ပါလားအစွယ်ပဲကင်ခိုင်းတာဒီပြင်နေရမကင်ရဘူးအစွယ်ကိုအဲ့ဒါဆင်းဆိုတာမင်းမှတ်တာနောက်တစုကိုတခါနှာမောင်းကြီးကင်ခိုင်းပြီးတော့ဟဲ့ ကញ្ញကញ្ကြည့်ကញ្ကြည့်ဟောရဆင်းဆိုရဒါပဲနောက်တစ်စုကြတော့နရွက်ကញ្ခိုင်းပြီးတော့အေးဆင်းဆိုရဒါပဲနော်နောက်တစ်စုကြတော့ခြေထောက်ကိုကញ្ခိုင်းပြီးတော့ဆင်းဆိုရဒါပဲနောက်တစ်စုကြတော့ခန္ဓာကိုယ်လုံးကြီးကိုဘေးကနေကញ្ခိုင်းပြီးတော့အေးဆင်းဆိုရဒါပဲနောက်တစ်စုကြတော့မိယိုးတန်ကြီးကိုအမိတန်အယိုးကိုကញ្ခိုင်းပြီးတော့ဆင်းဆိုရဒါပဲနောက်တစ်စုကြတော့ အမီးဆန်ကလေးတွေကိုကင်ခိုင်းပြီးတော့ဆင်းဆိုရတာပဲနဲ့ကဲတယောက်နဲ့တယောက်တူရဲ့လားတူပါဘူးခင်ဗျာအဲ့ဒါလို့ဆင်းကိုတမျိုးစီပြပြီးတော့အစုကိုစုခွဲတာဘင်းကြီးကထွက်လာတယ်ထွက်လာပြီးတော့အေးမောင်မင်းတို့ဆင်တွေးကြဗလားပေါ့မမတွေးပါပြီခင်ဗျာဒါပြင်မင်းတို့ပြောစမ်းကဲနံပါတ်1အုပ်စုကဆင်းဆိုတာဘယ်လိုဟာလဲငါပြောပြတာ ဆိုတော့အစွဲကင်တဲ့ကောင်တွေမှမဆင်းဆိုတာတန်ကြောင်းကြီးလို့ဟာကြီးပါဖြစ်ဟာလျှောက်တယ်အဲ့ဒါလို့လျှောက်လိုက်တဲ့အခါကျတော့ကြံတဲ့ကောင်တွေကဟိုကြည့်တည်ကြည့်ကြည့်ကုန်တယ်မြင်လို့ကြည့်တာတော့မဟုတ်ဘူးနော်ဟာဒီကောင်ဘယ်နဲ့တန်ကြောင်းဒုဆောင်းတယ်တန်ကြောင်းမှမဟုတ်ပဲပေါ့နေရက်ကင်တဲ့ကောင်လည်းသကောလူဟာကြီးပါဘယ်နဲ့ဒီကောင်ပြောတော့တန်ကြောင်းဒီကောင်လေးမှားလေးလျှောက်ပြောနေတယ်ပေါ့ဒီလိုထင်တာကိုကိုဟာတာအမှန်ယူတာကို ခြေတော့ကင်ထားတဲ့လူကလည်းဟာစင်းစိုးရတိုင်လုံးကြီးနဲ့တူပါတယ်ဒီကောင်ဘယ်နဲ့တန်ချောင်းလို့ပြောရပြန်မလဲဒီလိုပြောပြန်တာဟုတ်လားမြည်ပြကင်ထားတဲ့လူကလည်းစင်းစိုးရဓမြစည်းကြီးလို့ပဲဥစ္စာဘယ်နဲ့တန်ချောင်းကြီးလို့ ਆ မှလဲဆိုပြီးတော့အဲ့ဒီလိုဘယင်းကမေးတဲ့အခါကျတော့တအုပ်စုကတမျိုးပြောဟိုတအုပ်စုကထပြီးတော့ညင်းတာမင်းပြောတာမှားတယ်ကွာမဟုတ်ဘူးငါစမ်းကြည့်တာငါကင်ကြည့်တယ်စင်ကစကောကြီးလိုပဲအပြားချက်ကြီး ိုတယောက်ကလည်းနာယံကြီးလိုပဲဟိုတယောက်ကလည်းတိုင်ကြီးလိုပဲ ਨੇ ပြောကြပြီးတော့အဲ့ဒါညင်းညာခုံကြပြီးတော့တစ်ဖက်နဲ့တစ်ဖက်ထပြီးတော့တတ်ကြတဲ့ရလားတစ်ဖက်နဲ့တစ်ဖက်ထတတ်တဲ့အခါဘုရင်ကြီးကခွထိုးခွက်လန်ရည်တဲ့သူကရည်ချင်လို့လှုပ်တာမျက်စိမမြင်တဲ့လူတွေဒေါသထွက်လာလို့ရှင်တော်ရည်စရာကောင်းတာမျက်ကြောတွေတင်းလာမြင်တော့မမြင်ရဘူးပြုတ်ပြီးတော့အဲ့ဒါရိုက်ကြနှက်ကြလှုပ်ကြတယ်လေဟုတ်ကဲ့ အဲ့ဒီမှာမြတ်စွာဘုရားပြောတာအေးမိစ္ဆာဒိဋ္ဌိတွေကလည်းဒီတိုင်းပဲတဲ့သူတို့မြင်တာတပိုင်းတစလေးမြင်ပြီးတော့ညင်းနေကြတာတဲ့အဲ့ဒါကကြောင့်တင်ညာပဲကိုတိတာလေးကိုဆွဲမထားဘူးလားမထားပါဘူး။နေရက်ကိုင်းတဲ့လူကလည်းအေးဆင်းဆိုတာသကောကြီးလူပဲဟောဒါပဲဆွဲထားတယ်သူကအကောင်လုံးပေါင်းလိုက်မှဆင်းဖြစ်တော့မပေါ့ သို့တော့ငါဟာသာအမှန်တရားတွေအမှားလို့ဒီလိုညင်းနေတာဒီလိုညင်းနေကြတာမဟုတ်လားဒါကြောင့်မို့တင်ညာဆိုတာကိုတွေ့တာလေးမှတ်ထားလိုက်တယ်အမှန်ဟုတ်ကဲ့လားမှန်တော့မှန်တာပေါ့ဒါပဲလို့မပြည့်စုံဘူးပေါ့ तू တွေ့တာ तू तू တွေ့တာလေး तू မြင်တာလေးကို तू ကအမှန်လုံးလိုက်ပြီးတော့အပြည့်စုံလို့ယူလိုက်တဲ့အခါလွယ်လွယ်ချော်ချော်တွေဖြစ်မကုန်ဘူးလားဖြစ်ပါ ေဒါကြောင့်မို့တင်ညာဆိုတာအမှားလဲရှိအမှန်ရှိ၍မှတ်မိယုံတာတိတိမာလင်တင်ညာတွင်ဤတဲ့ဒါမျိုးပြောတာဟုတ်ကဲ့